တောထဲမှာတင်တင်ကြီးကမ်းမလေးကအချိန်တိုင်းလေလွင့်ပြီးတော့ရှောက်သွားနေတော့တာပေါ့အဲ့ဒီအပြင်နေမကောင်းတဲ့ကျင်းငက်ပဲဖြစ်ဖြစ်အသက်ကြီးရဲ့ကျင်းငက်ပဲဖြစ်ဖြစ်ငယ်သေးရဲ့ကျင်းငက်ပဲဖြစ်ဖြစ်တွေ့တဲ့အချိန်တိုင်းသူတို့ဆီကနေအစားအစာတွေကိုလူယူပြီးတော့စားတောက်လေးရှိတော့တယ်ဟေးဒီနေ့သမီးကအာလူစားခြင်းလို့အာလူဝယ်လာခဲ့ရမလားဝယ်လာခဲ့လေသမီးသမီးစားခြင်းတာဝယ်လာခဲ့မိပန်ကသူ့ရဲ့အမေဆီကနေပစံတောင်းပြီးတော့ဟင်းသီးဟင်းရဝယ်ဖို့အတွက်တောက်လိုက်တော့တယ်အန်ကေ တမီးရောအာလူပေးပါလားအာလူပဲယူမှာလားတမီးတခြားဟာတွေရောဘာယူအောင်မလဲဒီတော့ပါဦးအန်ကဲဒီနေ့တော့အာလူပဲဝယ်သွားလိုက်တော့မယ်အဲ့နောက်မှာတော့မိပန်းစာကလေးမလေးကအာလူတွေကိုဝယ်လာပြီးတော့အိမ်ကိုပြန်သွားလိုက်တော့တယ်ဒါပေမဲ့လမ်းတစ်ဝက်မှာတော့တင်တင်ကြီးကန်းမလေးကပုံပြီးတော့ထိုင်နေတော့တာပေါ့မိပန်းစာကလေးမလေးကခြုံထဲကိုဖျက်လာတဲ့အခါမှာတင်တင်ကြီးကန်းမလေးကအပြင်ကိုထွက်လာလိုက်တော့တယ်နောက်တော့မိပန်းစာကလေးမရဲ့အရှိကိုရောက်လာပြီးတော့ထိုင်နေလိုက်တော့တယ်စာကလေးတဲတဲလေး နေငါ့ကိုဒီအာလူတွေအားလုံးပေးခဲ့ဟမ်မပေးပါဘူးဘာလို့ပေးရမှာလဲတမီးကဒီအာလူတွေကိုအိမ်ယူသွားမှာမပေးဘူးဆိုရင်လည်းလူယူလိုက်ပါတနင်္ကြီးကမာလီယာမိဘန်စာကလေးမဆီယာနေအာလူတွေကိုလူယူပြီးတော့ထွက်ပြေးတော့တယ်မိပန်းစာကလေးမကလည်းငိုရင်းငိုရင်းနဲ့တင်တင်ကြီးကမလေးရဲ့အနောက်ကိုလိုက်တော့တာပေါ့ဒါပေမဲ့တင်နေကထူထပ်တဲ့တောရဲကိုပြေးဝင်သွားတော့တယ်မိပန်းစာကလေးမကတင်နေကိုဟိုဘက်ဒီဘက်လိုက်ရှာတော့တာပေါ့ထွက်ပြေးသွားပြီ မကောင်းတဲ့အန်တီတင်တင်ကြီးကန်းကသမီးရဲ့အာလူးတွေကိုယူပြီးတော့ထွက်ပြေးသွားတယ်။အခုအမေစီကနေအော်ခံရတော့မယ်။မိဘကငိုပြီးတော့အင်ကိုပြန်အောင်လာတော့တယ်။သမီးလေးဟင်းသိမ်းရွက်တရားဗမာလဲ။အမေသမီးကအာလူးဝယ်ပြီးတော့ပြန်လာနေတဲ့အချိန်အန်တီတင်တင်ကလေသမီးကိုတားပြီးတော့အာလူးတွေကိုလူယူပြီးတော့ထုထက်တဲ့တောထဲကိုပြေးဝင်သွားတယ်။အော်သမီးကဘာလို့ရှက်လိုက်တာလဲအမေသမီးကိုသူ့စီမတော်ဘူးပြောထားတယ်မဟုတ်လား တမီးကတမီးဘာသာတမီးသွားနေတာအန်ဒီကတမီးရဲ့အရှိကိုလာပြီးတော့ထိုင်လိုက်တာ ပြီးတော့တမီးစီကနေအာလို့ရလူလူသွားတယ်အဲကောင်းပြီအခုမငုံနဲ့တော့တိတ်တော့ပတ်စံထပ်ယူသွားပြီးတော့ဟင်းသီးဟွက်တွေကိုထပ်ဝယ်လာခဲ့လိုက်ဒီတခါတော့တခြားလဲကနေလာခဲ့နော်မဟုတ်ရင်တင်းနေကတမီးစီကနေထပ်လူလူနေအောင်မယ်ဟင်းကြီးကမလီကအာလူတွေကိုယူပြီးတော့တောက်မော်ကိုသွားလိုက်တော့တယ်နောက်တော့တောက်မော်မှာထိုင်ပြီးတော့အာလူတွေကိုစားရင်လည်းပါတီလုပ်နေတော့တာပေါ့ တင်းတင်းကြီးကမလေးကအပါတရားနဲ့အာလူးကိုစားတော့တာပေါ့နောက်တော့တချင်းလဲဆိုတော့တယ်အဲ့လိုနဲ့ပဲတရက်မှာတော့တင်းတင်းကြီးကမကပြန်တန်းနေတော့တယ်အဲ့ဒီချိန်မှာအသက်ရွယ်ကြီးတဲ့ကြီးကန်းအဖွားကိုတယောက်ကအိမ်အပြန်ကိုထိုင်ဆောင်နေတာပေါ့အဲ့ဒီအဖွားကမလိုက်မုံနေလဲရှိနေတော့တယ်အဲ့ဒီချိန်မှာတင်းတင်းကြီးကမလေးကအဖွားကိုစီကိုသွားလိုက်တော့တယ်ဟေးဒီမလိုက်မုံနေဘယ်ကိုယူသွားမလို့လဲသမီးရဲ့အတော့အတော့ရဲ့သမီးအိမ်ကိုသွားမလို့လေ ဒီမလိုက်လုံးကအိမ်မှာလောက်ထားတာအတော်ရဲ့သမီးလေးတွေအတွက်ယူသွားပေးချင်တာ အတော်ရဲ့မြီးလေးနဲ့မြီးမလေးကလည်းမလိုက်မုံတွေကိုတိတ်ကြိုက်တာအေးအတော်ကအတော်ရဲ့သမီးရဲ့အိမ်ကိုသွားမလို့လေဒီမလိုက်လုံးတွေကအိမ်မှာလောက်ထားတာအတော်ရဲ့သမီးလေးတွေအတွက်ယူသွားပေးချင်တာအတော်ရဲ့မြီးလေးနဲ့မြီးမလေးကလည်းဒီမလိုက်မုံတွေကိုတအားကြိုက်တာဒါဆိုအတော်သမီးပေးလိုက်မယ်လေသမီးကအတော်ရဲ့သမီးကိုသွားပေးလိုက်မယ် မဟုတ်တာသမီးရဲ့အဲ့လိုပြောပြီးတော့အဖွားကိုကြီးကမ်းမာလီကမလိုက်မုံပကံကိုနောက်မှာဖွက်ထားလိုက်တော့တယ်တော်ရဲ့အတော်ပင်မန်းသွားလိမ့်မယ်အတော်မပင်မန်းမအောင်သမီးသမီးသွားတော့လေသွားသွားဒီကနေထွက်သွားတော့ဝဝဲမာနေဒါပေမဲ့လည်းတင်းတင်းကြီးကမ်းမာကအတင်းနမမလိုက်မုံပကံကိုယူပြီးတော့ထွက်ပြေးသွားတော့တယ် ကူညီကြပါဦးကူညီကြပါဦးဟိုကြီးကမကငါ့ရဲ့မလိုက်မုံတွေကိုလူယူသွားတယ်တရားပြောကူညီကြပါဦးပန်ကအိမ်ပြင်မှာထိုင်နေတော့တာပေါ့အဖွားအိုရဲ့အတန်ကိုကြားပြီးတော့မိပန်ကပြန်တန်းသွားရင်းနဲ့အဖွားအိုရဲ့အနားကိုရောက်လာတော့တယ်အဖွားကြီးဘာဖြစ်တာလဲအဖွားကိုကြီးကမကအချောင်းဆုံးပြောပြလိုက်တော့တယ် အဲ့ဒီမလိုက်မောင်ကိုအဖွားကအဖွားရဲ့သမီးအတွက်ယူသွားဖို့လုပ်နေတာအဲ့ဒီကြီးကမကအဖွားစီကနေလူယူပြီးတော့ထွက်ပြေးသွားတယ်အဖွားရဲ့အဲ့ဒီအတော်ကြီးကမကအရဟိုဆိုတာอืมဒါပေမဲ့အခုတော့သူ့ကိုအလွတ်ပေးတော့မှမဟုတ်ဘူးတေချာဘအပြစ်ဒဏ်ကိုခံစေရမယ်မိပန်ကပလန်တစ်ခုကိုစီစဉ်လိုက်တော့တယ်နောက်တော့အတော်သိန်းငယ်စီကိုသွားလိုက်တော့တယ်အတော်ရဲ့ဘယ်သွားမလို့လဲတော်ကနှုတ်သွားอยู่မလို့ပါ အတော့ကတခြားလို့ရှိသေးရင်နှုတ်လိုက်တမိနှုတ်သွားယူလာခဲ့ပေးမယ်ဟုတ်ပြီလေတမိဒီမှာပုံယူလိုက်ပါဦးပြီးတော့ပစံရောပဲအဲတိုင်ကမစီကနေပစံနဲ့ပုံကိုယူသွားပြီးတော့နှုတ်ဝယ်လာဖို့အတွက်သွားလိုက်တော့တယ်သူ့အတွက်အင်းတေချာပေါက်တင်းတင်းကြီးကမကသူ့စီကိုလာပြီးတော့နွားနှုတ်လူယူမယ်ဆိုတာကိုမိပန်ကသိတာပေါ့အဲ့ဒါကြောင့်လဲမိဘကဦးလေးကျက်တူရေးစီကနေနွားနှုတ်ဝယ်ပြီးတော့တင်းတင်းကြီးကမှထိုင်နေတဲ့လမ်းအနေဖြတ်လာလိုက်တော့တယ်။စာကလေးမလေးအဲ့ဒီပုံထဲမှာဘာရှိရလဲ ။နွားနို့ဝဲလာတာ။ဒါပေမဲ့ဒီတခါတော့သွားခွင့်ပေးပါနော်။သမီးသွားမှဖြစ်မှာမလို့ပါ။ဒီနွားနို့ငါ့ကိုပေးစမ်း။မပေးနိုင်ဘူး။တင်းတင်းကြီးကမကအရှိကိုတိုးလာပြီးတော့မိပန်းစရာနဲ့နွားနို့ပုံကိုလူယူလိုက်တော့တယ်။အဲဒီနောက်မှာတော့တင်းတင်းကမိပန်းရဲ့အရှိမှာထိုင်ပြီးတော့နွားနို့ကိုတောက်လိုက်တော့တယ်။နွားနို့တောက်လို့ကုန်တဲ့အချိန်မှာတော့မိပန်းကတင်းတင်းကိုပြောလိုက်တော့တယ်။ဒီနွားနို့တွေကအတော်သိမ့်ခဲ့ရဲ့ဟာ။အတော်ကသမီးကိုတော့ဝယ်လာခိုင်းခဲ့တာ ။သမီးကအခုပဲအတော်သိမ့်ငယ်စီကိုသွားပြီးတော့ပြပြလိုက်မယ်။အဲ့ဒါကိုနားထောင်ပြီးတော့တင်းတင်းကြီးကမှကြောက်လန့်သွားတော့တယ်။ဘာ?မိပန်းမိပန်းရေအဲ့လိုတော့မလုပ်ပါနဲ့နော်။မဟုတ်ရင်မဟုတ်ရင်အဲ့သိမ့်ငယ်ကငါ့ကိုတတ်ပြစ်လိုက်မယ်။အဲ့နောက်မှာတော့မိပန်ကမြ мян လေးတိတ်ငတ်မဆီကိုရောက်လာပြီးတော့ငိုနေတော့တာပေါ့အတော်ကြီးဟိုဆိုးတဲ့အတော်ကြီးကသမီးစီအနေနွားနော်တွေကိုလူယူပြီးတော့အကုတ်တောက်ပြစ်လိုက်တယ် အဲ့ဒီကြီးကမှအတော့ရဲ့နွားနှုတ်လူယူပြီးတော့တောက်ရတဲ့အထိတက်တိရှိနေတယ်ဗောလေခဏလေးနေအတော်အခုပဲသူ့ကိုသွားမေးကြည့်လိုက်အောင်မယ်တင်ကမကဒေါသတကြီးနဲ့ဒုက္ကိုင်ပြီးတော့ကြီးကမရဲ့အနောက်ကိုလိုက်တော့တယ်တင်တင်ကြီးကမကတစ်ပင်ရဲ့အနောက်မှာ ပုန်းခုန်နေတော့တာဗောဒါပေမဲ့လည်းတင်ကမကတင်နေကိုတွေ့သွားတော့တယ်အဲ့ဒီနောက်မှာတော့တင်နေကိုရိုက်နိုင်ရင်ရိုက်နိုင်ရင်နဲ့အယူဖြစ်အောင်လှုပ်လိုက်တော့တယ်ဒါတွေအလုံးနင်းကြောက်ဖြစ်ရတာမိပန်းမတော်တင်နေရဲ့ နောက်ဘယ်တော့မှသမီးရဲ့ဟင်းသီးဟင်းရွက်ကိုမလုယူနဲ့တော့နော်။မဟုတ်ရင်နောက်တစ်ခါလဲဒီလိုမျိုးအရိုက်ခံရလိမ့်မယ်။အဲ့လိုပြောပြီးတော့မိပန်းစာကလေးမကအဲ့နေရာကနေထွက်သွားလိုက်တော့တယ်။ဘဝစာကလေးမကကျတူရေးစီကိုသွားနေပါတယ် ငါကြားထားတော့ဟိုဘက်တောင်တန်းနေဘက်မှာအရန်ကိုကြီးမာတဲ့တစ်ပင်တွေရှိတယ်တဲ့အဲ့တစ်ပင်ကနေအသေးတွေသွားပြီးတော့ခူးစားရအောင်อืมငါလည်းဒီကအသေးတွေကိုစားပြီးတော့ရိုးနေပြီငါလည်းဟိုဘက်တောင်တန်းနေဘက်ကအသေးကိုစားကျင်တယ်ငါလည်းစားကျင်စိတ်ရှိနေရနဲ့ခိုးပါငါတို့နဲ့အတူခေါ်လိုက်မယ်လीဘဝစားကိန်းနဲ့စက်တူရရခိုးရဲ့အိမ်ကိုသွားလိုက်ပါတယ်ဒါပေမဲ့ခိုးရဲ့အိမ်ကအဖေကနေတော့ခတ်ထားပါတယ်อืมခိုးကသူ့အိမ်မှာရှိမနေဘူး ကြည့်ရတာကာလူးနဲ့တနေရဲ့အိမ်မှာရောက်နေမလားမသိဘူး။ရှိနေရင်သူတို့ဘာခေါ်သွားရအောင်လေ။ငါတို့သွားမဲ့လမ်းမှာကြီးကန်းနဲ့ကြီးကန်းမောက် တွေ့ရင်တွေ့အောင်မှာသူတို့ဘာငါတို့နဲ့တူခေါ်သွားလိုက်မယ်။သူတို့တငယ်ချင်းနှစ်ယောက်ကပြန်ပြီးတော့သွားလိုက်ပါရဲ့။တင်းတင်းကြီးကန်းမအရသာရှိတဲ့အစားအစာတွေတွေ့ရလား။ဟွန်းအင်းမတွေ့ဘူး။ဘိုက်စာလုံးလုံးအရောင်းတော့ပဲ။ငါလည်းဘိုက်စာနေတယ်။ငါ့ကိုလည်းစားစရာပေးပါလား။ လင်းတို့တွေကိုပေးဖို့ငါတို့မှလည်းစားစရာမရှိဘူးငါတို့ကဟိုဘက်တောင်တန်းနေစီဘက်သွားပြီးတော့အတီးသွားစားမလို့နင်တို့လည်းစားကြငါတို့နဲ့လိုက်ခဲ့လေအင်းအဲ့ဒါဆိုလည်းအမြန်သွားရအောင်ကြားပြီးကလေးကတရေရကြနေပြီအားလုံးကအတူတူတောင်တန်းနေဘက်ကိုပြန်သွားပါရဲ့အငယ်မငါငှက်တည်းရဲ့အတန်ကိုကြားနေရပြီကြည့်ရတာငှက်တည်းအတီးစားဖို့တောင်တန်းနေဘက်ကိုရောက်လာပြီထင်တယ်ဟုတ်မဟုတ်ငါတော့စစ်ကြည့်လိုက်အောင်မယ်နင်အိမ်မှာနေခဲ့ ဲ့လိုပြောပြီးတော့တိုင်ကအငယ်ဟာထောင်ချောက်ကိုယူပြီးတော့သွားလိုက်ပါတယ်။အသီးတွေကအယောင်းကိုအရသာရှိတာပဲ။တူတူပြောတင်တင်ဒီနားမှာရုံပါတယ်တိုင်ကတွေရှိရဲ။အာငါတိုင်ကတွေကိုမကြောက်ပါဘူး။သူတို့လည်းငါ့ကိုဘာမှလုပ်မှာမဟုတ်ပါဘူး။မြင်မြန်စမြင်မြန်စစကားကိုနောက်မှပြောပြီးရင်ဒီကနေအမြန်ထွက်သွားရမယ်သူတို့အားလုံးကအသေးတွေကိုစားလိုက်ပါတယ်အဲ့ဒီအပင်တွေကတောင်တန်းမှာရှိနေရပ ိုင်ငတ်ကတောင်ထဲကနေငတ်တွေကိုကြည့်နေလိုက်ပါတယ်။၁၂၃ဒီနေ့တော့ငတ်လေးကောင်လောက်ရှိနေပါလား။ဒီငတ်တွေအားလုံးကငါးထောက်ချောင်ထဲကိုမိသွားရင်ပျော်စရာကောင်းတော့မှာပဲ။တိုင်ငတ်ကတောင်ထဲကနေထောင်ချောက်ကိုပြစ်လိုက်တာ။တခါတည်းတင်းတင်းကြီးကန်စစ်တူရီတို့အပေါ်ကိုရောက်သွားပါတယ်။ဟိုဝါဆာကလေးကအဝင်းမှနေတဲ့အတွက်သူကလွတ်သွားပါတယ်။ဟိုဝါဆာကလေးမက ပြန်သွားပြီးတော့အဝေးတစ်နေရာမှာထိုင်လိုက်ပါတယ်။ စာကလေးစာကလေးငါတို့ချောင်ချောင်နဲ့မိသွားပြီငါတို့ကူညီပါအောင်ငါတို့ကယ်ပါအောင်စာကလေးရဲ့လာခဲ့စာကလေးမလာခဲ့နီးရဲ့တငယ်ချင်းတွေကိုလာခဲ့လိုက်စမ်းပါတိုင်းကမတိုင်းကမငါကနင်ဖန်းစားလို့ရအောင်နင့်နယ်မြေတဲကိုငါခေါ်လာခဲ့တာဘာဘဝစာကလေးနီးပါပြောလိုက်တာလေစာကလေးမ ငါနေ့ကိုကျေးဇူးတင်ပါတယ်။ငါ့ကိုအရန်ရတာရှိရညစာပေးတဲ့အတွက်။သိန်းငမတငယ်ချင်းအခုပဲသူတို့ကိုခေါ်သွားလိုက်တော့ပြီးတော့ဒီတစ်ပင်ရဲ့အသီးတွေကငါတယောက်တည်းအတွက်ပဲ။ဟိုဝါစာကလေးမကအဲ့ဒီကနေပြန်သွားလိုက်တော့တယ်။သိန်းငမကငှက်တီကိုဖမ်းပြီးတော့အိမ်ကိုခေါ်သွားလိုက်ပါတယ်။อืมငါတော့အရန်ကိုပင်ပန်းသွားပြီသူတို့ကိုကူချပေးအောင်ငါအရန်ကိုပင်ပန်းနေပြီအငယ်မအဲ့လောက်များတဲ့ငှက်တွေဘယ်ကနေရောက်လာတာလဲ ။စားကလေးမကသူတို့ကိုလှည့်စားပြီးတော့တရားသစ်ပင်ပေါ်ခေါ်လာတာ။ဒါကြောင့်ငါလည်းဖမ်းလိုက်တာ။ငှက်တွေကိုတစ်ဖက်မှာထားလိုက်ပါတယ်။ငါမီးမွေထားလိုက်မယ်။နေစနွေးမုံတွေ၊ငရုတ်သီးမုံတွေမဆလာတွေတွားယူလိုက်။ငါ့ကိုလှုပ်ပေးပါတိုင်ကမ။။ငါ့အသားစားမကောင်းပါဘူး။ငါ့အသားတွေကိုစားလို့ရှင်နှုတ်သီးကျိုးသွားလိုက်မယ်။ဟွန်းဘာမှမဖြစ်ဘူးငါနှုတ်သီးအတူတက်လိုက်မယ်တိုင်းငယ်ကြီးကမဆလာတွေတွားယူပါတယ် အငယ်ကတော့အိမ်အပြင်မှာထိုင်ပြီးတော့မီးမွှေးနေပါတယ်။ကျိုးတွေကအရန်အောင်ပါတယ်။ငါ့ရဲ့နှုတ်ပြီးနဲ့ဒါအောင်မဖြစ်နိုင်ဘူး။ငါမမြော်လိုက်ထားဘူး။စာကလေးမကငါတို့အဲ့လိုလှည့်စားလိုက်မယ်လို့။စာကလေးမအရန်အောင်သဘောကောင်းပါတယ်။ဘာလို့ तू ကအဲ့လိုလုပ်မှလဲ။ तू ကငငယ်လေးကတည်းကငါတို့ရဲ့တငယ်ချင်းလေ။အကိုခုတ်အကိုခုတ်အကိုကဘယ်ရောက်နေရလဲ။တော်ရဲကိုကိစ္စရှိလို့သွားတာဘာဖြစ်လို့လဲဘောဝါစာကလေးအားလုံးအဆင်ပြေတယ်မလား။ ဘာလို့အရန်ကိုကြောက်နေရလဲတင်းတင်းကာလူချက်တူရဲကိုတိုင်းကမဖမ်းလိုက်ပြီသူတို့အမြန်သွားခဲ့ရမယ်ဟလာဘမလဲတိုင်းကမသူတို့ဖမ်းပြီးတော့အိမ်ကိုခေါ်သွားလိုက်ပြီဟာသူကအားလုံးစားတော့မှာပဲနာတမင်တက်တဲ့တငယ်ချင်းတွေကိုသူ့စီခေါ်လာတာလို့ပြောလိုက်တယ်ဒါမှတော်ရဲအသီးတွေကိုငါစားလို့ရအောင်လို့လေဒါကြောင့်တိုင်းကကငါ့ကိုယုံကြည်သွားလိမ့်မယ် ဲ့လိုနဲ့စာကလေးကအကြံတွေကိုပြပြလိုက်ပါတယ်။ဒီလောက်ကိုငါတို့သတိထားပြီးလုပ်မရမယ်။မဟုတ်ရင်တိုင်ကကသူတို့နဲ့တူငါတို့ကိုပါရောပြီးစားလိုက်မယ်။ခုံနဲ့ဝဝစာကလေးမကအမြန်မဲ့ပြန်သွားလိုက်ပါတယ်။တိုးတိုးနေစမ်းဘာတွေပွားစီပွားစီပြောင်းနေရလဲ။အမတိုင်ကမရေသူတို့နှစ်ယောက်ကိုစားလိုက်ပါ။ငေါ့တော့လှုပ်ပေးပါ။ငါနေ့ရဲ့အိမ်မှာအလောက်မှန်သမျှကိုလှုပ်ပေးပါမယ်။ ဒါမှမဟုတ်ရင်ငါ့ကိုလှုပ်ပေးပါဒါခိုးဖမ်းပြီးအောင်နင်တို့စီကိုခေါ်လာပေးမယ်ဒါပေမဲ့တိုင်းကကသူတို့ရဲ့စကားကိုနားမထောင်မယ်နဲ့အိမ်အပြင်ဘက်ကိုခေါ်လာပါတယ်နင်တို့တွေဒီမှာခဏနေအောင်ငါညမမဆလာယူပြီးပြန်လာတာနဲ့နင်တို့လည်းပြီးပြီတဲဦးတွေကနေရေတွေကလည်းစုနေပါတယ်မကြခင်သူတို့ကအဲ့ဒီရေထဲမှာအပြုတ်ခံရတော့မှာပါဒီဘက်မှာတော့ဝဝစာကလေးမကခိုးခေါ်ပြီးတော့ရောက်လာပါတယ်တကယ်ချင်းတိုင်းကကြည့်လိုက်ပါဦးငါဘသူ့ကိုခေါ်လာတာလဲ ခုပြေးတော့ခုပြေးတော့စာကလေးကနင့်ကိုလိန်ပြီးတော့ဒီကိုခေါ်လာခဲ့တာစာကလေးနင်ပြောတော့ငါ့ကိုတည့်ရတည့်ရစာဘူးခေါ်လာတာဆိုစာကလေးကတိုင်ငက်ကိုကြည့်လိုက်ပါတယ်ပြီးတော့မျက်စိနဲ့မျက်စောပြစ်လိုက်ပါတယ်စာကလေးငါနားလေသွားပြီ ခုငါ့ရဲ့အိမ်ထဲကိုဝင်ပြီးတော့အချိုးဘူးရှိတယ်အဲ့ဒါကိုယူလာခဲ့ခုကတိုင်ငက်ရဲ့အိမ်ထဲကိုမဝင်မဲနဲ့တက္ကနာမှာပုံလိုက်ပါတယ် ငါ့ကိုနောက်ထပ်ငှက်တကောင်ခေါ်လာပေးတဲ့အတွက်ကျေးဇူးပါပဲ။တကယ်ချင်းတိုင်ငှက်ငါနောက်ထပ်ငှက်တွေကိုလည်းခေါ်လာပေးခဲ့မယ်။အဲ့ဒါဆိုရင် တောတစ်ခုလုံးကငါ့အပိုင်ဖြစ်သွားလိမ့်မယ်။ဘွားစားကလေးကတိုင်ငှက်ကိုစကားရည်နဲ့ချက်လိုက်ပါတယ်။ခိုးကအိမ်နောက်ဖက်ကနေအပြင်သွားပြီးတော့ထုတ်သွားယူလာပါတယ်။ပြီးတော့အသေးတစ်ချက်ရိုက်လိုက်ပြီးတော့တိုင်ငက်ကမိလဲသွားပါတယ်။အမြဲလုံးခိုးငါတို့ရဲ့တငင်ချင်းတွေကိုသူတို့ရဲ့လက်ထက်ကနေကယ်ရမယ်အမြဲလုံးခိုးကကျိုးတွေကိုဖြေလိုက်ပါတယ်။ အားလုံးကအဲ့ဒီကနေထွက်ပြေးသွားကြပါတယ်။တငယ်ချင်းတွေအားလုံးအဝေးကိုပြန်သွားပါတယ်။တနေရာမှာနားပြီးတော့အသက်ဝဝရှူလိုက်ပါတယ်။ဝဝနေတော့ငါတို့ကိုတိုင်းငယ်ရဲ့လက်ထဲကနေကယ်ပေးလိုက်တယ်။ငါတို့ကိုလှည့်စားခဲ့တာကခိုးနဲ့သွားပြီးတော့တွေ့ချင်လို့ပေါ့။အကိုခိုးကတကယ်လို့အုံနောက်နဲ့အလုံးမလုံးခဲ့ရင်တိုင်းငယ်ကအားလုံးကိုစားသွားနိုင်တယ်။ဝဝကတိုင်းငယ်ကိုစကားနဲ့မချုပ်ခဲ့ရင်ငါတို့စီကိုလာလို့ရမှာတော့မဟုတ်ဘူး။ စာကလေးလူပြောအမှန်နဲ့နေရတငယ်ချင်းတယောက်ရဲ့တာဝန်ကိုလှုပ်ဆောင်ပေးခဲ့တယ်။တငယ်ချင်းတို့ခိုးတာငါတို့ကိုမကူညီခဲ့ရင်ငါတို့တို့အကဲနိုင်မှာမဟုတ်ဘူး။တိုင်ငယ်အကြီးကမဆလာယူပြီးပြန်ရောက်လာတော့သူညီမထိခိုက်ထားတာကိုတွေ့ပြီးတော့လန့်သွားပါတယ်။အငယ်မအငယ်မထပါဦးဒီမှာဖြစ်သွားရလဲ။နင့်ကိုဘယ်သူကထိခိုက်အောင် လုပ်တာလဲ။ဟိုငတ်တယ်ရောအားလုံးဖေရောက်သွားလဲ။အမအဲ့ဒီစာကလေးကအရန်ကိုလှဲတယ်။ ူကငါတို့ကိုလှည့်စားပြီးတော့တငင်ချင်းတွေကိုကယ်ပြီးတော့ထွက်ပြေးသွားပြီ။ညီမရဲ့ခေါင်းကိုအမျက်ပတိစီပေးပါမဟုတ်ညီမသေတော့မယ်။အမကျွတ်တွေကိုပဲရှာလာပါတော့ဘာလို့လဲဆိုတော့ညီမတော့အရင်ငတ်တွေကိုဘယ်တော့မှမဖမ်းတော့ဘူး။သူတို့တွေကခက်ခဲတဲ့ကိစ္စတွေကိုလည်းလုပ်နိုင်တယ်။အဲ့လိုနဲ့ပဲဝဝဆာကလေးစစ်တူရဲကာလူကြီးကတင်းတင်းကြီးကမနဲ့ခိုးတို့ကသူတို့အားလုံးကအခက်အခဲကိုရင်ဆိုင်နိုင်ခဲ့ပါတယ် အဲ့လိုနဲ့သူတို့ကပရိယေတွေကိုဆွေးမြောက်ပြဿနာတွေကိုလည်းဖြေရှင်းသွားပါတယ်တော်ရဲမှာစောင်းရံဒီကရောက်ရှိလာတော့တယ်။ကျင်းကက်တွေအားလုံးကလည်းသူတို့ရဲ့အိမ်ကိုခိုင်မြဲစွာဆောက်လုပ်ထားတာပေါ့။ဘဝစာကလေးမတစ်ယောက်ကပဲခိုင်မာတဲ့အိမ်ကိုမဆောက်လုပ်ရသေးတာပေါ့။ကိုကလူရဲ့ဘဝကအမြဲတမ်းအရင်ဆုံးအိမ်ကိုစောက်တဲ့သူမဟုတ်လား။ အခုကျဘာဖြစ်လို့လဲမသိဘူးအခုဒီအိမ်မဆောက်ရသေးဘူးဟုတ်တယ်တင်နေကိုစဉ်းစားနေရလဲကြပြီတခါတော့သွားကြည့်ရအောင်လားဘာပြဿနာရှိလဲမသိဘူးအဲ့လိုပြောပြီးတော့တင်နေတဲ့ကာလူကြီးကန်းတို့ဆုံတဲ့ဟာဝဝစာကလေးမအိမ်ကိုရောက်လာတော့တယ်အဲ့ဒီချိန်မှာဝဝစာကလေးမကအပြင်းပြားပြီးတော့လှဲနေတာပေါ့ဝဝရေဘာဖြစ်တာလဲအဆင်ပြေရလားအမတင်နေလွန်ခဲ့တဲ့၁၀ရက်လောက်ကတည်းကအပြင်းပြားနေတာ ဆရာဝန်ကိုပြပြီးတော့ဆေးတောက်နေရလဲကြာပြီဒါပေမဲ့ဘာမှလည်းထူးမလာဘူးဘဝရေးအကုဆရာဝန်တယောက်ကိုတည်တယ်သူ့စီမှာပြကြည့်ပါလားတက်တာလောက်မှာညီမလေးကိုအဲ့ဒီဆရာဝန်ရဲ့နေရက်လိပ်စာပေးပါလားညီမလေးဒီနေ့ပဲသွားလိုက်မယ်လေကာလူကြီးကကဝဝစာမင်းမကိုနေရက်လိပ်စာပြပြဖို့လုပ်နေတဲ့အချိန်တင်တင်ကြီးကမကအလဲအနေဖြစ်ပြောလိုက်တော့တယ်မြစ်ကန်တဲ့ဘေးမြစ်ကန်တဲ့ဘေးမှာလေအဲ့ဒီဆရာဝန်ရဲ့အိမ်ကညီမလေးသွားလိုက်နော် ကကလူရဲ့ရှင်ကတော့ကျွန်မနဲ့မြန်မြန်လေးလိုက်ခဲ့အောင်ကျွန်မမှာအရေးကြီးကိစ္စလေးသတိရလာလို့အဲ့လိုပြောပြီးတော့တင်းတင်းကြီးကမကကာလူကြီးကန်ကိုခေါ်သွားလိုက်တော့တယ်ဘဝစာကလေးမကလည်းမြေကန်းတစ်ပိမှရှိရဲ့ဈေးကွက်ဆရာဝန်စီကိုတွားလိုက်တော့တယ်တင်းတင်းမင်းဘာလို့ဝဝကိုလိန်ပြောလိုက်တာလဲအိုးလေးဈေးကွက်ရဲ့အိမ်ကတောရဲ့အလယ်မှာလीကျွန်မရဲ့တုံးလာတဲ့ယောက်ျားရဲ့ကျွန်မတခုခုလိန်ပြောလိုက်တယ်ဆိုမှတော့ဒီတိုင်းစောင့်နောက်ချင်အောင်လည်းပြောလိုက်တယ်ထင်နေရလား ကိုကလူရဲ့စဉ်းစားကြည့်ပါအောင်ဘဝတစ်လျှောက်လုံးမှာဘဝအစောကြီးအိမ်မဆောက်ဘူးလေဆိုတာဒီတစ်ခါပဲရှိရလေအခုကျမတို့အိမ်ကအခိုင်ဆုံးဖြစ်နေပြီလေကျမလေအရင်ကတည်းကဝဝမှာအိမ်မရှိရမျိုးလေးဖြစ်စေခြင်းခဲ့တာတင်းနေရဲ့အဲ့ဒီဆန္ဒကဘယ်တော့မှပြည့်မှာမဟုတ်ဘူးဝဝနေကောင်းတာနဲ့အိမ်ကိုဆောက်နိုင်မယ်ကိုကလူရဲ့ဒါဆိုလဲဝဝကိုနေပြန်မကောင်းတော့အောင်လှုပ်လိုက်တော့မယ်အခုသူသွားတဲ့နေရာကလည်းအဝေးမှာရှိရလေး ပြန်လာတဲ့အချိန်ကျရင်သူ့ရဲ့အခြေအနေကပိုပြီးတော့ဆိုးနေလောက်ပါအဲ့ဒါဆိုရင်အိမ်ဆောင်နိုင်မှာလည်းမဟုတ်တော့ဘူးနောက်ဆုံးသူမတက်နိုင်တော့တဲ့အချိန်ကျရင်ကိုတို့အိမ်ကိုလာလို့ရှိရင် တကားပိတ်ထားလိုက်မယ်။ "तू ကအမြဲတမ်းငါတို့ကိုတရားဟောတယ်မဟုတ်လား။အခုတော့ကိုထိုင်နေကိုကံမယ်ခံလိုက်အောင်"ဒီမြေကန်တပင်းလားတလျှောက်လုံးကိုငါကြည့်ပြီးပြီ။ဒါပေမဲ့လည်းအခုအချိန်ထိအိမ်တိမ်အောင်မတွေ့သေးဘူး။ချစ်ရတာအမတင်နေကအိမ်လေးစာမှားပေးလိုက်တာပဲဖြစ်ရမယ်။အခုဘသူစီကနေလေးစာမေးရမှာလဲ။ အဖျားကလည်းပူပူပြီးတော့တက်လာနေပြီဟိုကစာကိန်းမကအရန်ကိုစိတ်ညစ်နေတာပေါ့တတော်လုံးကိုလည်းဟိုရှာတီရှာလှုပ်လိုက်တော့တယ်အဲ့ဒီနောက်မှာတော့ဇီးခွက်ဦးလေးကအဲ့ဒီနေရာကိုရောက်လာတော့တယ်ဟိုကစာကိန်းမကလည်းအော်ခေါ်လိုက်တာပေါ့ဘာဖြစ်တာလဲစာကိန်းမဘာလို့ငါ့ကိုခေါ်ရလဲမြမြပြောအလိန်လိုနေလို့ခွန်းလို့ပါနော်ဦးလေးဦးလေးကဆရာဝန်လားရှင်ဟုတ်တယ်ဦးလေးကဆရာဝန်လေးဘာဖြစ်တာလဲပြောပါဦး အဲ့နောက်မှာတော့ဝဝဆာကလေးမကမြစ်ကမ်းထဲမှာသူ့ကိုဘလူရောင်လိုက်ရှာရတဲ့အကြောင်းကိုပြပြလိုက်တော့တယ်။အဲ့ဒီကြီးကမ်းနဲ့ကြီးကမ်းမှာအရန်အောင်ရုံမှကြတာပဲ။သူတို့ရဲ့သားလေးကိုဥစီမှာဆေးကုဝေးထားတော့ကလည်းပစံတပြားမှမပေးဘူး။တောင်းမြန်တော့လဲနောက်နေ့မှပေးမယ်လို့ပဲပြောတယ်။သူတို့ကအဲ့လိုပါပဲဥလီရဲ့ဥလီသမီးအတွက်အဖျားသက်တာလေးဆေးလေးပေးပါအောင်လား။အရှင်ဆဲရဲ့လောက်ကလေးကအပြင်းပြားနေတာ။ဆေးတော့လည်းမတက်တာလားဦးပဲဖြစ်နေတယ်။ ဇီးကွက်ကဝဝစာကလေးမရဲ့အတောင်ပံကိုကြည့်ပြီးတော့ပြတ်လိုက်တော့တယ်။တမီးရေတမီးကငှက်ဖျားရောဂါဖြစ်နေတာဆေးမမြန်တော့တော့ပြီးတော့အေးအေးမမိစေနဲ့မဟုတ်ရင်အသက်အန္တရာယ်ရှိလာနိုင်တယ်။ကျေးဇူးပါဦးလေး။ဒါပူစော်ကပါဦးလေး။အခုတော့တမီးသွားလိုက်အောင်မယ်နော်။အဲ့လိုပြောပြီးတော့ညနေမှာအိမ်ကိုရောက်အောင်ပြန်လာလိုက်တော့တယ်။ကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမတို့ကလည်းဝဝစာကလေးအပြန်ကိုစောင့်နေကြတော့တာပေါ့။ကိုကာလူရေဟိုမှာကြည့်ပါဦး။ဝဝအိမ်ကိုပြန်လာနေပြီ။သူ့စီကိုသွားကြရအောင်။ အဲ့လိုပြောပြီးတော့ကြီးကန်းနေမယားနှစ်ယောက်ကဝဝစာကလေးမစီကိုရောက်လာကြတော့တယ်။ဘဝရဲ့အမတို့လိမ့်စာပေးရမှားသွားတယ်။အဲ့ဒါပြောဖို့ပြန်လာခဲ့သေးတယ်။အဲ့ဒီချိန်ကျညီမလေးကိုမတွေ့တော့ဘူး။တကယ်ကလေဈေးခွက်ဦးလေးရဲ့အိမ်ကမြေကမ်းနာမှာမဟုတ်ဘူး။တောလယ်မှာရှိတာ။ကျေးဇူးတင်ပါတယ်အမရဲ့။အနည်းဆုံးတော့အမညီမလေးကိုလမ်းမညွှန်ပေးလိုက်တာပဲလေ။မနေ့ကကျမှပဲတောလယ်ကိုသွားလိုက်ပါမယ်။ဒီနေ့တော့ရောင်းပင်မန်းနေပြီ။အနားယူနိုင်အောင်မယ်နော်။ တင်းတင်းကြီးကမ်းမနဲ့ကာလူကြီးကမ်းတို့ကလည်းပြန်သွားကြတော့တယ်။ဟိုဝါဆာကလင်းမကလည်းဆေးတွေကိုပုံမှန်တောက်တော့တာပေါ့။အဲ့ဒါကြောင့်မလို့လေးရက်လောက်မှပဲဝါဝါဆာကလင်းမကအရှင်းကိုပြန်ကောင်းသွားတော့တယ်။တင်းတင်းကြီးကြည့်ရတာဝါဝါပြန်သက်သာသွားပြီနဲ့တူတယ်။ဘလုံးမျိုးမြင်မြန်ပြန်သားပြီးတော့အိမ်ဆောင်နေလိုက်လဲဆိုတာကြည့်စမ်းပါဦး။ဘလောက်ပဲသူစ조사စ조사ခိုင်မာတဲ့အိမ်ကလုံးတော့စောင့်နိုင်မယ်မထင်ပါဘူး။ဘလို့ပဲဖြစ်ဖြစ်ဒီညကမိုးကတိမ်မဲရိုးရွာအောင်မှာမနေ့ပြန်ကြရင်လဲရာတီဥရုကပိုတောင်အိမ်အောင်မှာ အဲ့ချိန်ကျမှတုံတုံညီညီနဲ့ကျမတို့ရဲ့အိမ်တကားကိုလာခေါက်လိုက်မယ်။ရှင်ကြည့်နေလိုက်။အဲ့ချိန်ကျရင်ကျမတို့ဘလူရောင်ပြောပြီးတော့မောင်းထောက်နိုင်မလဲဆိုတာကိုလေ။တင်းနေရဲ့အခုပဲငါတို့အေးပြီးတော့ပေနေအောင်မယ်။အိမ်ထဲကိုဝင်ပြီးတော့ဆက်ပြောကြအောင်လေနော်။အိမ်ကနေပဲဘဘကိုကြည့်ကြရတာပေါ့။အဲ့လိုပြောပြီးတော့အိမ်ထဲကိုဝင်သွားတော့တယ်။အေးအေးတက်ကလည်းပို့ပြီးတော့တိုးလာတော့တယ်။ဒါပေမဲ့လည်းဘဘဆာကလေးမကအိမ်ကိုပြင်ဆင်နေတာပေါ့။ဖျားကြီးအိမ်ကတကယ်ကိုပျက်စီးနေတာ။ ဘယ်ချိန်မှဆိုမိုးကလည်းရွာသွားနိုင်တယ်ဘလို့လုပ်ရတော့မလဲဟိုကစာကလေးမကအရင်အောင်စိတ်ညစ်နေတော့ပါအဲ့ဒီချိန်မှာပြားကလေးတကောင်ကတိရွက်ထဲမှာစောက်ထားတဲ့အိမ်တိမ်ထဲကိုဝင်သွားတာကိုတွေ့လိုက်တော့တယ်อืมငါလည်းအိမ်ကိုတိရွက်တင်နဲ့ပြားတွေရဲ့အိမ်လေးလိုမျိုးစောက်ရင်ကောင်းမယ်အဲ့လိုဆိုရင်အချိန်နဲ့တိတ်ကြမှာမဟုတ်ဘူးညမရောက်ခင်စောက်လို့လည်းပြီးသွားလောက်မယ်အဲ့လိုတွေးပြီးတော့ဝဝစာကလေးမကသူ့ရဲ့အနီးနားမှာရှိတဲ့တစ်ပေကနေတစ်ရွက်တွေကိုခူးပြီးတော့ဆုထားလိုက်တော့တယ် ခဏကြာမှတော့သူ့ရက်ဒီအများကြီးရရှိသွားတာပေါ့နောက်တော့သူ့ရဲ့အိမ်မှာထည့်လိုက်တော့တယ်ဟိုဟာဆာကလေးမရဲ့အိမ်လေးကခုတော့ပြားရင်လေးဖြစ်နေတော့တာပေါ့ဒီလောက်ဆိုရင်တော့အိမ်ခေါင်းမိုးအတွက်လုံလောက်သွားပြီကျန်တာတွေကိုနိုင်ရန်အတွက်သုံးလိုက်မယ်ခဏကြာရဲ့နောက်မှာတော့ဝါဆာကလေးမကသူ့ရက်ဒီနဲ့တအိမ်လုံးကိုဖုံးလိုက်တော့တယ်သူ့ရဲ့အိမ်လေးကခိုင်မာတော့တာပေါ့တစ်ဖက်မှာလည်းကြီးကန်းလင်မယားနှစ်ယောက်လုံးကနှစ်နှစ်ချက်ချက်ကိုအိပ်ပျော်နေရတာကနေနိုးတော့ကြတော့တာပေါ့ကိုကလို့ရေ မိုးကလည်းစရွာနေပြီဘယ်ချိန်ဆိုဝဝမိုးရေဆိုပြီးတော့ကျမတို့အိမ်ကိုရောက်လာနိုင်တယ်။음မဖြစ်နိုင်ပါဘူးအဲ့လိုသာဆိုရင်အခုလောက်ဆိုသူ့အိမ်ကပြုံနေလောက်ပြီအဲ့လိုမျိုးလုံးဝဖြစ်လာတော့မှာမဟုတ်ဘူးမယုံရင်ဒီကနေလာကြည့်လိုက်ပြီးမှပဲပြောတော့ဒါကဘာလဲကိုကလို့ဘဝကသူ့ရဲ့တအိမ်လုံးသူ့ရဲ့တင်နဲ့ဖုံးလိုက်တာလားဒါပေမဲ့လည်းသူ့ရဲ့ကဘလောက်ကြီးခံနိုင်မှာမလို့လေခဏနေအိမ်ကပြုတ်ကျသွားအောင်မယ်ရှင်းစောက်ကြည့်နေလိုက် ဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကဝဝရဲ့အိမ်ကိုစောင့်ကြည့်လိုက်ကြတော့တယ်ခဏနေတဲ့အခါမှာတော့ကာလူရဲ့အပေါ်ကိုရေတွေကကျလာတော့တယ်တင်းနေရေကြည့်ပါအောင်မျက်နှာချက်ကနေမိုးတွေယိုနေပြီမျက်နှာချက်ကိုရှင်မပြင်လိုက်ဘူးလေကုံမလုံးလိုက်ဘူးလေကိုကနိုင်ရန်ကုန်ပဲခိုင်အောင်လုပ်ရမှာလေမင်းရဲ့တာဝန်ကမျက်နှာချက်ကိုခိုင်အောင်လုပ်ရမှာလေမင်းကဘာလို့အဲ့လိုလုပ်ရတာလဲကျမကြည့်ကြည့်တော့မျက်နှာချက်ကအကောင်းကြီးရှိနေသေးတာ哦အဲ့ဒါကြောင့်မလို့ကျမလည်းဒီအတိုင်းပဲထားလိုက်တာကျမကိုခွန့်လို့ပါကိုကာလူရဲ့ ဒီကနေမြင်မြန်ထွက်ရအောင်ကိုကလူအိမ်ကပြူကြတော့မယ်ကိုကလူရဲ့အိမ်ကမိုးတယ်ကိုမခံနိုင်ပဲနဲ့ပြူကြသွားတော့တယ်သူတို့နှစ်ယောက်လုံးလည်းတညလုံးမိုးရီထဲမှာပဲဆူရွှဲနေရတော့တာပေါ့ကိုကလူရဲ့ကျမတို့ကတင်နေရဲ့အိမ်ကိုပြိုစေချင်တာလေအခုတော့အရာအလုံးကဖြောင်းပြန်နေဖြစ်ကုန်ပြီอืมဟုတ်တယ်တင်နေဒီနေ့ကစပြီးတော့ဘသူ့ကိုမှမကောင်းကြံတော့ဘူးမဟုတ်ရင်ကိုကိုတိုင်းပဲမကောင်းတာနဲ့ကြုံတွေ့နေရလိမ့်မယ် အဲ့လိုနဲ့ပဲဝဝစာကလေးမကမကောင်းကြံကျင်တဲ့စိတ်ကြောင့်ပဲတင်းတင်းကြီးကမ်းမနဲ့ကာလူကြီးကမ်းတို့ရဲ့အိမ်ကပြိုကျသွားတော့တယ်။တညာလုံးမိုးရီထဲမှာပဲနေရတော့တာပေါ့။ချစ်ရတဲ့တငယ်ချင်းတို့ရဲ့တပားသူကိုမကောင်းကြံရင်ဖီးယားတွေကမကောင်းကြံတဲ့သူကိုပဲမကောင်းတာတွေကြုံခိုင်းစေတော့တာ။ဒီဇလန်လေးကနေတင်ကန်းစာရသွားတော့တာပေါ့။တကယ်လို့ဒီဇလန်လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like နဲ့ share လုပ်ဖို့မမေ့နဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။